ไม่ไม่มีหรอวะจารดีทอกตอนนั้นมาละปีเวนตายะประทมยาดีตนะอีกอย่ารหดูพระชูบุษบพิมพิวายะจารดีอาอยู่ตีลิมยาสวาชับชาอาปาติพยาแบบเนี้ย ေဒနာတော်ကိုပူဆော်လာခဲ့ရဆိုလို့ရှင်ယနေ့တွေကအတူတူဖြစ်တယ်ရှေ့ကနေကြိုပြီးတော့မှဖြစ်တယ်စသဖြင့်ပေါ့နော်တော်များများကိုပူဆော်ခဲ့ပြီးပါပြီအာတိဝနာပစ္စယောမှာမနီးခါဆိုလို့ရှင် အကုသိုလ်စောရီယာပထမဆုံးအစားပြီးတော့မှအာတိဝနာတတ္တိနဲ့အထောက်ကိုပြုသွားတာနောက်နောက်စောရီကိုတတ္တမဇောတိအောင်ထောက်ကိုပြုရဲဒါကြောင့်မလို့ဒီအကုသိုလ်စိတ်တွေကဆွမ်းရင်တတ္တိထက်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 လာပြီးတော့ကံအရာတွေပြောက်ပြီးတော့မှအကျိုးပေးနေတာဖြစ်တယ်ဒါအာတိဝနာတတ္တိနဲ့ထုံမွန်းထားလို့ပဲဖြစ်တယ်နောက်ကရိယာကြတော့ ဘုရင်မှာဘုရင်မှာကရိယာပြာကရဓမ္မပိစီမာနံပိစီမာနံကရိယာပြာကရနာဓမ္မနံအာဒီဝနာပိစီနာပိစီယောအပြာကရဆိုတာရယ်ဝိပက်ရယ်ကရိယာရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ကိုခေါ်တာဖြစ်တယ်အပြာကရဆိုတာကဝိပက်ကရိယာရုပ်နိဗ္ဗာန်ဒီနေရာမှာအာဒီဝနာနေရာမှာဒီအဲ့ဒီတရားနေမှာအခုဒီအာဒီဝနာနေရာမှာကြတော့ ကရိယာကိုသာယူထားတာဖြစ်တယ်အဲ့တော့ကရိယာဇောက specific ခုအဲ့ဒီကရိယာဇောတွေကနေပြီးဆိုင်တတိတွေပေးသွားတာဖြစ်တယ်ယန္တာရဲ့တန်တန်မှာဖြစ်တဲ့အတွက်ကြောင့်ကရိယာစိတ်နဲ့ရှင်နဲ့စေနာတရားတွေကခံရမမြောက်တော့ဘူးခံရမမြောက်ရင်အာတိဝနာဖြစ်စီကအလုပ်ဖို့လဲဆိုလို့ရှိရင်ပထမစိတ်ထက် ဒုတိယစိတ်ကဆွမ်းအင်ပိုးပြီးထက်လာတယ်ဒုတိယစိတ်နဲ့တတိယစိတ်ကဆွမ်းအင်ပိုးထက်တယ်လက်ရှိဘဝမှာဆွမ်းအင်တတိယဖြစ်နေတဲ့သဘောပဲသို့တော်လည်းပဲခိလေသာမရှိသည့်အတွက်ကြောင့်ကံအရာမမြောက်လို့အခုနကပြောသလိုကရိယာပထမဆောကဒိဋ္ဌဓမ္မဝေဒနိယကံကရိယာတတ္တမဆောကဥပပိစ္ဆဝေဒနိယကံလို့ပြောစီအောင် ပြောွယ်ရမရှိတော့ဘူးဘဝတထုခုထူထောင်တာတွေနဲ့ဆက်ဆက်ပြီးတော့မှ ပြောလို့မရတော့ဘူးပြုခြင်းမြဖြစ်တယ်ဒီလောက်ပဲရမယ်ဒီလိုပဲအသေးပဲရတယ်ဒါကြောင့်ဘဝတထုထူထောင်တဲ့အခါကျတော့ဘဝတခုထူထောင်တာတွေနဲ့ဆက်ဆက်ပြီးပြောလို့မရဘူးပေါ့နော်ပြုခြင်းမြတာအသေးပဲရတယ်ဘဝတခုထူထောင်တဲ့အခါမှာအာတိဝနာတတ္တိ ်အတက်တက်နဲ့မဟုတ်ဘူးကရိယာကြတော့အာတိဝနာတတ္တိရှိတော်냐လဲပဲဘဝတစ်ခုကိုထူထောင်နိုင်စမ်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကိလေသာဆိုတဲ့အပေါ်မရှိလို့ဖြစ်တယ်အဲ့တော့ကံဆိုတော့ဟာကိလေသာအပေါ်ရှိမှသာလင်ဘဝတစ်ခုကိုထူထောင်နိုင်တယ်အဲ့တော့ပရိစ္ဆသမုပ္ပါဒ်ကိုကြည့်မယ်ဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ဆိုတယ်အဝိဇ္ဇာကကိလေသာ သင်္ခါရကကံကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတဲ့အခါမှာဝိညာဏံကို ဖြစ်စေတဲ့ဘဝတစ်ခုစားတယ်ထို့အတူပဲပစ္စုပန်ပရိစ္ဆာသမုပ္ပါကိုကြည့်မယ်ဆိုရင်လည်းတဏပစ္စယဥပါဒါနဲ့ဥပါဒါနာပစ္စယဘဝဘဝပစ္စယဇာတိဒီမှာလည်းပဲတဏတို့ဥပါဒံတို့ဆိုတာဟာကိလေသာဘဝဆိုတာကံဇာတိဆိုတာကံရဲ့အကျိုးတစ်ခုဖြစ်တယ်အဲ့တော့ ဘယ်နေရာပဲဖြစ်ဖြစ်ခံတဲ့ကိလေသာနှစ်ခုတွေ့တယ်။ကိလေသာမရှိဘူးဆိုရင်ကံကအလုံးမလုံးနိုင်ဘူး။ခံတဲ့ကိလေသာ တွဲဖက်ထားတယ်။ဒါကြောင့်မလို့ကံမဝိကိလေသာဝိဝိပါကဝိလို့ဆိုတာဖြစ်တဲ့ကံမဝိကိုပယ်လို့မရဘူး။ကိလေသာဝိကိုပယ်ရတာဖြစ်တဲ့ကိလေသာဝိပယ်လိုက်လို့ရှိရင်ကံဟာသူတစ်ခုတည်းအလုံးမဖြစ်တော့ဘူး။ကိလေသာဆိုတဲ့အဖို့တဲ့ဟဲမရသည့်အတွက်ကြောင့်ကံဒီလက်ကျိုးချေကျိုးသွားရတယ်။အကျိုးတစ်ခုကိုမထုတ်တော့ဘူး။ ဒါကြောင့်ရဟန္တာဖြစ်တယ်ဆိုတာဟာကံကိုပယ်တာမဟုတ်ဘူးကိလေသာကိုပယ်တာဖြစ်တယ်ကိလေသာကိုပယ်လိုက်တာနဲ့တပြိုင်တည်းတည်းကံဒီအလုံးမလောက်တော့ကံကအလုံးမဖြစ်လို့အကံကိုလည်းပယ်ပြီးသားဖြစ်သွားတယ်သာပေမှာအရတမတ်ကိုကံမက်ကရကရကံကုန်ခြင်းကိုပြုတယ်လို့ဆိုတယ်တကယ်တော့ကံကိုတိုက်ရိုက်ပယ်တာမဟုတ်ဘူးကိလေသာကိုပယ်တာဒီလိုနားလည်အောင်မှာဖြစ်တယ် တော့ဘာဖြစ်လို့လဲဆိုတော့ကံလီပဲအပ်တဲ့တရားမဟုတ်ပဲရတဲ့တရားကကိလေသာသာ ဖြစ်တဲ့လောဘကိုပဲရမှာဖြစ်တယ်အဲ့တော့ကံဆိုတဲ့သဘောကမနေ့ကလောက်ခဲ့တာဒီနေ့မှမရှိတော့တာအဲ့တော့ဘာသွားပဲရမှာလဲပဲလို့ရလားမနေ့ကဟာပြီးခဲ့တဲ့ဟာဒီဘယ်လိုသွားပဲရမလဲလုံးမပြီးတဲ့အရာတစ်ခုကကံဖြစ်တယ်ကံဆိုတာကိုတော့ပဲလို့မရဘူးကိလေသာကိုပဲပဲရမယ်ကိလေသာကိုပယ်လိုက်တာနဲ့တည်းတည်းနဲ့တည်းကံနေသည် အလုံးမဖြစ်တော့ဘူး။ဖျားဟောတဲ့နေရာပဲနေရာပဲဖြစ်ဖြစ်ကိလေသာကိုပယ်ရမယ်။ပါရဘတရားဖြစ်တဲ့ကိလေသာကိုပယ်ရမယ်။ကိလေသာကိုပယ်လိုက်တဲ့အခါမှာကံနေရာအဖို့မဲ့သွားတယ်။ကိလေသာဝိတ်ကိုပယ်လိုက်တာနဲ့တပြိုင်နက်တည်းကံမဝိတ်ဆိုတာအလုံးမဖြစ်တော့ဘူး။ကံတွေကို isolated လုပ်ထားလိုက်တယ်။ခြံပိတ်ခံလိုက်ရတယ်။ကိလေသာမပါလို့ကံတွေကအလုံးမဖြစ်လို့ရှင်ယဝိပါကကိုမထုတ်လုံနိုင်တော့ဘူး။ တစ္ဆာလေးပါတရားကိုတည်ပြီးဘုရားဖြစ်ကိုရောက်တယ်ဆိုတာဟာကိလေသာကုန်သွားတာကိုပြောတာဖြစ်တယ်။ကံကုန်သွားတာမဟုတ်ဘူးကိလေသာကုန်သွားတာကိုပဲပြောတာဖြစ်တယ်။ဒါဆိုရင်ဗာကျန်သည်လဲဆိုတော့ကံနဲ့ကိလေသာပေါင်းပြီးထုတ်ထားတဲ့ဝိပ္ပနာမခန္ဓာခရတာယုတ်ဆိုတာကျန်သေးတယ်ဒါကြောင့်မလို့တဥပါတိတိတနိဗ္ဗာန်ဥပါတိဆိုတာကံကိလေသာတွေက အကျိုးအဖြစ်ဖြစ်ရယူထားတဲ့ဝိပ္ပ နာမခန္ဓာဆိုတဲ့ခန္ဓာကြီးဟာတိတချက်နေသေးတယ်။ဒါကြောင့်ကုံသွားတာဟာကိလေသာပဲကုံသွားတယ်။ဒါကြောင့်မလို့ကိလေသာပြိနိဗ္ဗာန်လို့လည်းခေါ်တယ်။ကိုသိနာယုံအင်ဂျင်ဆုံးမှာတတ်တော်80ရွယ်ပြိနိဗ္ဗာန်ပြူသွားတဲ့အခါခုနကပြောတဲ့ကံကိလေသာတွေကထုတ်ထားတဲ့ယုတ်နံခန္ဓာလည်းကုံသွားတယ်ကုံသွားတဲ့အပြင်အကြောင်းကင်းသည့်အတွက်ကြောင့်နောက်ထပ်ဆက်စရာလည်းပါမမရှိတော့ဘူး။ အဆက်ပြတ်သွားတယ်။ဥမာဖယောင်းလိုက်မိတာကလေးတခုတည်းဖယောင်းစီကလည်းကုံသွားပြီးမိစားလည်းကုံသွားပြီးဆိုငိမ့်ဖို့ပဲရှိတော့တယ်ပေါ့။အဲ့တော့ဖယောင်းစီလေးထက်ထက်ထည့်နေဦးမယ်ဆိုရင်တော့လင်းနေမှာပေါ့။ခုနကကြံနေခဲ့တဲ့အရာလုံးဝငိမ့်သွားတာကြတော့ပြိဏိဘာနာဗြဟ္မရတာကအကိလေသနိပြိဏိဘံကုသိနာယုံမှာကြတော့ခန္ဓာပြိဏိဘံ ကိလေသာကြောင့်နေလဲကုန်သွားပြီကိလေသာကုန်တဲ့အတွက်ကံဆိုတာအလုံးမဖြစ်တော့ဘူးကံကိလေသာတို့ကထုတ်လုပ်ထားတဲ့အချို့တရားလည်းအချိန်ရှိတဲ့အခါမှာချုပ်ငိမ့်သွားတယ်။ဗာကြံသေးလဲဆိုတော့ဘာမှမကြံတော့ဘူး။အကြောင်းတရားတွေကဖန်တီးထားတဲ့အရာဆိုတာတခုမှမရှိတော့ဘူး။သင်္ခါရဆိုတာတခုမှမရှိတော့ဘူး။အဲတော့သင်္ခါရမရှိဘူးဆိုရင်သင်္ခါရကင်းတယ်ဝိသင်္ခါရ။သင်္ခတမရှိဘူးဆိုရင်အာသင်္ခတ အာသေဝနာတတ္တိဆိုတဲ့နေရာမှာကိရိယာချင်းအားပေးတဲ့အာသေဝနာတတ္တိဖြစ်သွားတယ်။ကုသိုလ်အကုသိုလ်ကြတော့ကမ္မပစ္စယောပါပါတာကိရိယာကြောင့်ကမ္မပစ္စယောမပါကမ္မပစ္စယောမပါသည့်အတွက်ဂုဏကကုသိုလ်အကုသိုလ်လို့ဘဝတစ်ခုကိုဖန်တီးတာမရှိဘူးသို့တော့အာသေဝနာလို့ဆိုတဲ့ဘဂုဏအလေးချင်းရသွားတာတို့အာရင်ကောင်းအောင်လုပ်တာတို့ဒီကောင်အင်အားကိုဝတ်တိုးတက်မြင့်မားသွားစေတာတို့ဆိုတဲ့စွမ်းရည်တတ္တိကိုတော့အာသေဝနာတတ္တိကပေးပါတယ် အဲ့ဒီမှာတဘာဝမတူတဲ့အရာတွေကိုတော့သူတို့ကဆွမ်းရင်တက်တိမပေးဘူး။တဘာဝတူတဲ့အရာတွေကိုဒါလင်းဆွမ်းရင်တက်တိပေးတယ်လို့အာဒီဝဒမှာမှတ်ကြအောင်ပါဖြစ်တယ်။ဇောစိတ်တွေကအာဒီဝနာတက်တိရှိနေတဲ့အာဒီဝနာဆွမ်းရင်တက်တိနဲ့ပြည့်စုံတဲ့အရာတွေဖြစ်တယ်ဆိုတာကိုသဘောပေါက်ရင်ကုသိုလ်တွေဟာဘာကြောင့်တို့ရဲ့တန်တမ်းမှာအကောင်းလာတာလဲအကုသိုလ်တွေဘာကြောင့်အကောင်းလာတာလဲဆိုတာကို သဘောပေါက်ပြီးတော့ကုသိုလ်တွေကိုအကအောင်လုပ်အကုသိုလ်တွေကိုအာမကအောင်လုပ်ဖို့အင်တန်မှရည်ကြည်တယ်။ကုသိုလ်တရားတွေကိုထူထောင်ပြီးတော့အကုသိုလ်တရားတွေကိုဖယ်ရှားရမှာဖြစ်တယ်။အကုသိုလ်တရားတွေကိုမဖယ်ရှားနိုင်သေးသမျှတော့တန်တရာထဲမှာလေ့ကျရအောင်မှာဖြစ်တယ်။ဒါကြောင့်အကုသိုလ်တရားတွေကိုထက်တလဲလဲဖြစ်ချင်းဆိုတဲ့အာသေဝနာတတ္တိကိုမရစေဘဲနဲ့ကုသိုလ်တရားကိုသာထက်တလဲလဲဖြစ်စေခြင်းဆိုတဲ့စွန့်ရင်တတ္တိတွေအလေးအချင်တွေအားရှိမှုတွေဖြစ်အောင် သတိထားပြီးကြိုးစားအားထုတ်ရမှာဖြစ်တယ်။ကံမပစ္စည်းရောဘုရားဘာသာဝင်သူတော်ရှင်တွေကများသောအားဖြင့်ကံအကြောင်းကိုပြောလို့ရှိတယ်။ကံကံရဲ့အကျိုးကိုယုံကြည်ခြင်း၊ကံကံ၏အကျိုးကိုသိမြင်ခြင်းဆိုတဲ့ကံမတက္ကရာတမ္မာဒိဋ္ဌိဟာဗုဒ္ဓကိုယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်ရဲ့အခြေခံခံယူချက်ဖြစ်တယ်။ကံကံရဲ့အကျိုးကိုလက်မခံဘူး၊ကံကံရဲ့အကျိုးကိုငြင်းပယ်တယ်ဆိုရင်တော့ မိစ္ဆာဒိဋ္ဌိအမြင်ဖြစ်တယ်။အကုသိုလ်မနောကံသုံးမျိုးမှာပါတဲ့မိစ္ဆာဒိဋ္ဌိကဘာကိုပြောတာလဲဆိုရင်ကံကံရဲ့အကျိုးကိုညင်ပယ်တာသို့မဟုတ်ကံကံဤအကျိုးကိုညင်တာပေါ့နော်။ကံဤကံကံဤမဟုတ်ဘဲနဲ့ကံဤအကျိုးကိုညင်ပယ်တာ။နတ္ထိကဒိဋ္ဌိလို့ဆိုပါတယ်။ကတမစာဘိကဝေမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာကိုဒီလိုရှင်းပြတယ် နတ္တိဒိဏံနတ္တိဣထံနတ္တိဟုတံဒိဏံပေးလူကြောင့်ဒါနစေနာရဲ့အကျိုးတရားသည်နတ္တိမရှိသကလုံးအနေနဲ့ဆိုရင်တော့ဒိဏံပေးလူခြင်းသည်နတ္တိမရှိပေးလူခြင်းကိုညှင်းပယ်တာမဟုတ်ဘူးပေးလူခြင်းဒါနစေနာရဲ့အကျိုးတရားကိုညှင်းပယ်တာဖြစ်တယ်ဒါနကိုပဲဒီနေရာမှာသုံးမျိုးခွဲပြီးပြောတယ်ရိတ်ချဆိုတာကပူစောတာဟုတ်တာဆိုတာလက်ဆောင်ပန္နာပေးတာအလုံးအပေးကန်းတာကြီးပဲဖြစ်တယ်။ဒီ ကုသိုလ်ဌာနစီနာရဲ့အကျိုးတရားကိုညင်ပယ်တယ်လက်မခံဘူးဆိုရင်ကံရဲ့အကျိုးတရားကိုညင်တာဟုတ်တယ်ပိုပြီးထင်ရှားစီတာကနတ္တိဒုက္ခရဒုက္ခရနံကမ္မနံဖလံဝိပါကောဒုက္ခရဒုက္ခရနံအောက်စွာပြုအပ်သောမကောင်းသဖြင့်ပြုအပ်သောကမ္မနံကုသိုလ်အကုသိုလ်တို့ရဲ့ဖလံဝိပါကောအကျိုးရင်းကျိုးဆက်ဆိုတာနတ္တိလုံးဝမရှိဘူးတော့ငင်းပယ်လိုက်တာဖြစ်တယ် ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာဆိုတာမရှိဘူးအကုသိုလ်ကံရဲ့မကောင်းကျိုးဆင်းရဲဆိုတာမရှိဘူးကံကံရဲ့အကျိုးညင်းပယ်တယ်ဆက်ပြီးညင်းပယ်တာတွေကအမေမရှိဘူးဖမရှိဘူးဒီလိုပြောရမယ်အမေအဖေမရှိဘူးပြောရင်အမေအဖေကိုညင်းပယ်တယ်အတိအမှန်မပြဘူးဆိုလိုတဲ့အတိပဲကအမိခင်ပေါ်မှာကျေးဇူးပြုခြင်းဆော်ကားခြင်းဆိုတဲ့အမိနဲ့ဆက်ပြီးဖြစ်လာတဲ့ကုသိုလ်အကုသိုလ်အကျိုးကိုညင်းပယ်တာဒီလိုအထိပ္ပယ်ရပါတယ် materialism သဘောဖြစ်တယ်။အဖေကိုပြုစုလှုပ်ကြွေးလို့ကုသိုလ်မရဘူး။အဖေကိုစော်ကားလို့လည်းအကုသိုလ်မဖြစ်ဘူးလို့ဆိုလိုတယ်။အကျိုးတရားကိုညင်ပယ်တယ်။ natthi ayan loka တခြားဘဝကပုံကိုယ်တွေအတွက်လည်းဤလောကဆိုတာမရှိဘူး။ natthi ro loka ဒီလောကမှာရှိနေတဲ့ပုံကိုယ်တွေအတွက်လည်းနောင်လောကဆိုတာမရှိဘူးဆိုလိုတာကကိုယ်နေရာကိုယ်ဘဝမှာပဲပြတ်ကြရတယ်ဒီလိုပြောတာဖြစ်တယ်။အဲ့တော့တကယ်လို့ဂျိုးသားဆိုလည်း ဒီဂျိုရောက်လာမှာမဟုတ်ဘူးကောနော်ဟိုဂျိုသားဟိုဂျိုသားကလည်းဟိုမှာပဲတည်ပြဒီကဂျိုသားကလည်းဒီမှာပဲတည်ပြီးပြအဲ့တော့လောကသားတွေကလည်းဒီမှာပဲတည်ပြီးပြမယ်ဟိုဘက်ကလောကသားတွေကလည်းဟိုဘက်မှာပဲတည်ပြီးပြသွားမယ်ဒါဒီအုပ်စိတာဒိဋ္ဌိဖြစ်တယ်ပေါ့နော်အဲ့တော့နတ္တိတ္တာဩဘပါတိကအဇိတာကေတာကံမလာရဲ့အယူဝါဒဖြစ်တယ် တည်ပြီးတော့ပြန်ဖြစ်တဲ့တတ္တဝါဆိုတာမရှိဘူးလို့ကံကံရဲ့အကျိုးတွေကိုညင်းပယ်တာဖြစ်တယ်။တတ္တဝါတွေကဘဝတစ်ခုကနေဘဝတစ်ခုကိုသွားနေတယ်ဆိုတာကံရဲ့ဆွမ်းအားနဲ့သွားနေတာကံကိုညင်းပယ်နေမှာတော့ဘယ်လိုလုပ်ပြီးဒီတတ္တဝါကဟူသွားဟူတတ္တဝါကတည်သွားဖြစ်နေအောင်မလဲဒါကြောင့်မလို့ကံရဲ့အကျိုးကိုညင်းပယ်တယ်။ဒါပါလဲဆိုတာကိုအစဉ်အတန်းမြင်ပြီးကောင်းတဲ့အချင်းကိုချင်းပြီးတော့လောကကြီးရဲ့အကြောင်းကိုကိုရီးသိမြင်ပြီးတော့ဟောနိုင်တဲ့ပုံစံဆိုတာမရှိဘူးဆိုတော့ ဒါဘုရားကိုလည်းညင်းပယ်တာဖြစ်တယ်။အဲ့တော့အဋ္ဌကဝါဒဝေမနောကံယာမမိစ္ဆာဒိဋ္ဌိလို့ပြောလို့ရတယ်။ပြောပြောတယ်ပေါ့နော်။တက္ကာယဒိဋ္ဌိဆိုတဲ့မိစ္ဆာမိစ္ဆာဒိဋ္ဌိနဲ့တော့ရောလို့မရဘူး။ကံကံရဲ့ကျိုးကိုညင်းပယ်မှုမိစ္ဆာဒိဋ္ဌိကပိုးပြီးရင်းခံကြတယ်။ဘုရားဘာသာဝင်ဖြစ်နေပေမဲ့လည်းတက္ကာယဒိဋ္ဌိကတော့မကင်းနိုင်ကြဘူး။ ပရိယုဌာနလို့ခေါ်တယ်။လွှမ်းမိုးဖြစ်ပေါ်မှုမရှိနေပေမဲ့လို့တက္ကာယဒိဋ္ဌိရှိနေတယ်။အဲ့ဒီအယူကတော့နှုတ်တရားနဲ့ဒိဋ္ဌာနှုတ်တရားဆိုတာဘဝတန်ត្រာကပါလာတာဖြစ်တယ်။ဒီတက္ကာယဒိဋ္ဌိကိုကင်းဖို့ရှင်းဖို့ဆိုရင် သောတာပတ္တိမဲ့နဲ့မှပယ်ရှားနိုင်မှာဖြစ်တယ်။ဒီတော့ကံကံရဲ့အကျိုးကိုညှင်းပယ်ခြင်းဆိုရယ်မနောကံရာမှာမိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိဟာ တဲ့ကဝရဏနတ်ပြည်ကိုလည်းတားတယ်ဆိုလိုတာကနတ်ပြည်ရောက်ဖို့မဖြစ်နိုင်ဘူးဒီယူဝါရရှိတဲ့ပုံကိုဒီကောင်ရသူပရိမရောက်ဘူးပေါ့အဲ့တော့ကံကိုညင်းပယ်ထားတာဆိုတော့မဟုတ်တာသူကလုံတော့မှာပေါ့ကောင်းတာလုံလို့ကောင်းကျိုးချမ်းသာမရှိဘူးမကောင်းတာလုံလို့လည်းဆင်းရဲဒုက္ခဆိုတာမရှိဘူးလို့ညင်းပယ်ထားမှာတော့သူဟာကောင်းကောင်းမကောင်းကောင်းသူကြိုက်တာတွေသူအကုန်လုံမဲ့သဘောဖြစ်တယ်ဆိုတော့ဒါဒီ အများသောအားဖြင့်တော့လူတွေဟာကိုကြိုက်တယ်ဆိုတာဘာကြိုက်လဲဆိုတော့မကောင်းတာပိုကြိုက်တာပေါ့နော်ဒါကြောင့်မလို့မနှောကန်အရာမှရှိတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအနတ္တိကဒိဋ္ဌိကိုဒီလိုညွှန်းတယ်မိစ္ဆာဒိဋ္ဌိဆိုရင်တက္ကာယဒိဋ္ဌိတွေဘာတွေရောပြီးတော့မနှောကန်မှာသွားထက်မိတတ်တယ်မိစ္ဆာဒိဋ္ဌိ62ပါးဆိုတာရှိတယ်အတ္တယူဆတွေနဲ့ပတ်သက်တာဒါကလည်းအတွေးခေါ်သဘောမျိုးဖြစ်တယ် စဉ်းစားတွေးခေါ်တဲ့အခါမှာသူ့ရဲ့မြင်တွေကမှားသွားတယ်မစဉ်းစားမတွေးခေါ်ရင်ဖြစ်ချင်မှဖြစ်မယ်ဒီဟာကတော့အချိန်ကကြဆုံးမှုကံကံရဲ့အကျိုးကိုညင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိကိုသာဒုစရိုက်ထဲမှာထည့်ထားတယ်တက္ကာယဒိဋ္ဌိကဒုစရိုက်ထဲမှာမထည့်ထားဘူးဒါကြောင့်မိစ္ဆာဒိဋ္ဌိလို့ဆိုတာအတူတူမဟုတ်ဘူးဆိုတာသိရမယ်ကမ္မတက္ကရာသမဒိဋ္ဌိကံကံရဲ့အကျိုးကိုလက်ခံပြီဆိုရင်တော့ ခြေခံကောင်းပြီလို့ပြောလို့ရတယ်။ကံကံရဲ့အကျိုးကိုလက်မခံဘူးဆိုရင်တော့အခြေခံကောင်းမဟုတ်ဘူးပေါ့။မိစ္ဆာဒိဋ္ဌိရှိနေရင်မိစ္ဆာဒိဋ္ဌိသည်ဒုစရရာဖြစ်သောကြောင့်အပင်ငယ်ရဲ့ကြရတယ်ပေါ့နော်။တက္ကာယဒိဋ္ဌိရှိလို့အပင်ငယ်ကြတာမဟုတ်ဘူး။ဒါကြောင့်ကျမ်းဉာဏ်စာပေတွေမှာတော့တက္ကာယဒိဋ္ဌိကိုမက္ခဝရဏမက္ကူတားတယ်။ဒါပေမဲ့နတ်ပြည်ကတော့မတားဘူးပေါ့နော်။အဲတော့ တန်ရုပ်ပါဠိတော်ရဲ့တမမက်ကလိကောသာလာတပြည်တွေနဲ့ပြည်ရောက်နေတာရှိတယ်ဗကပြမကြီးဆိုသူလည်းမိစ္ဆာဒိဋ္ဌိပဲဒါပေမဲ့သူကပြမကြီးဖြစ်တယ်လေမိစ္ဆာဒိဋ္ဌိကဘာလဲဆိုရင်တက္ကာယဒိဋ္ဌိကိုမိစ္ဆာဒိဋ္ဌိလို့ပြောတာကံကံရဲ့ကျိုးကိုသူလက်ခံတယ်ဒါကြောင့်ပြပါကြီးတော့ဖြစ်တယ်ပေါ့တက္ကာယဒိဋ္ဌိတို့အတ္တဒိဋ္ဌိတို့စားတဲ့မိစ္ဆာဒိဋ္ဌိတွေဟာမိစ္ဆာဒိဋ္ဌိ62ပါးထဲမှာပါတော့ပါတယ် ဒါမဲ့လည်းဒူးစဲအီယာမှာပါတဲ့မိစာဒိဋ္ဌိသည်အဲ့ဒီတဲကဟာတွေကိုညွန့်နေတာမဟုတ်ဘူး။ဒါကိုညွန့်တာလဲဆိုရင်နတ္တိကဒိဋ္ဌိကိုညွန့်တာဒါကိုအဓိကထားတယ်။ဒီတော့ကံရဲ့အကျိုးကိုညင်းပယ်လိုက်တယ်ဆိုရင်ကံကလည်းညင်းပယ်ရာရောက်တယ်။အကျိုးကိုညင်းပယ်မှတော့အကြောင်းကိုလည်းညင်းပြီးသားဖြစ်တယ်။ဒါကြောင့်မိစ္ဆာဒိဋ္ဌိအရာမှာအကျဉ်းဉာဏ်စာပင်မာနတ္တိကဒိဋ္ဌိကိုအဓိကထားပြီးပြောတော့ညာလည်းပဲနားလည်ရမှာကအာခိတိကဒိဋ္ဌိ ကုသိုလ်ကံအကုသိုလ်ကံဆိုတာလုပ်လို့မရဘူးကုသိုလ်ကံအကုသိုလ်ကံဆိုတာမရှိဘူးဆိုတော့ညင်ပေချက်အကိရိကဒိဋ္ဌိထိုကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားမရှိဘူးလို့ညင်ပေတာဒီနတ္တိကဒိဋ္ဌိလောကကြီးမှာတတဝါတွေဟာဆင်းရဲဒုက္ခရောက်နေတာပဲဖြစ်စေချမ်းသာဒုက္ခရနေတာပဲဖြစ်စေတတဝါတွေစင်ကြယ်တာပဲဖြစ်စေညံ့နွမ်းတာပဲဖြစ်စေဘာကြောင့်မှမရှိဘူးလို့အကြောင်းကိုညင်ပေတာကအဟိတုကဒိဋ္ဌိ အဲ့ဒီဒိဋ္ဌိ၃ခုဟာအင်တမဖြစ်ကြည့်တယ်။နတ်ပြည်ရောက်ဖို့ຢာကိုတော့မဖြစ်နိုင်ဘူး။ကောင်းရာဘုံဘဝကိုတော့မရောက်စေနိုင်တဲ့တားတဲ့မိစ္ဆာဒိဋ္ဌိတွေ။ဒုစရိုက်ရာမှာပါတဲ့မိစ္ဆာဒိဋ္ဌိ။တက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိတွေကြတော့မက်မရအောင်တားတာ။မက်ဖို့နိဗ္ဗာန်တရားသူမရနိုင်ဘူးလို့ပြောတာဖြစ်တယ်။အဲ့ဒီတက္ကာယဒိဋ္ဌိရှိနေရင်အဲ့ဒါလည်းပဲစာပေမှာမိစ္ဆာဒိဋ္ဌိဆိုတဲ့ဇာတ်လုံးနဲ့ပတ်သက်ပြီးရော့ထွေးသွားတယ်လို့ဒါကိုမှတ်ထားဖို့လိုတယ်။ ရောထွေးသွားတတ်တယ်လို့နောက်တစ်ခုကသူစရိုက်နဲ့ပတ်သက်ပြီးတော့ဘာရှိလဲဆိုရင်တမ္မာဒိဋ္ဌိသူစရိုက်နဲ့ပတ်သက်တဲ့တမ္မာဒိဋ္ဌိအတ္တိတမ္မာဒိဋ္ဌိဆိုတဲ့နေရာမှာလဲအဋ္ဌကဝါဒကိုပြောတာဖြစ်တယ်အဋ္ဌကဆိုတာကအဋ္ဌိဒိဏ္ဍအဋ္ဌိယိဋ္ဌံအဋ္ဌိဟုတံဒါနကာမှုတွေရဲ့အကျိုးရှိတယ်ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးတရားဆိုတာရှိတယ်ဒီလိုကံကံရဲ့အကျိုးကိုလက်ခံတာအဲ့ဒါသူစရိုက်ရာမှာဖြစ်တဲ့တမ္မာဒိဋ္ဌိကိုပြောတာ အဲ့ဒီတမာဒိဋ္ဌိကကုဏ္ဏကတက္ကရာဒိဋ္ဌိကိုဖယ်ရှားတဲ့တမာဒိဋ္ဌိမျိုးမဟုတ်သေးဘူးအဲ့ဒါသူစရအခြေခံတမာဒိဋ္ဌိလို့ဖတ်ရမယ်ဒါကြောင့်မလို့ခန္တရားဆိုတာရှိတယ်လို့ဗုဒ္ဓမြတ်စွာကအတိလင်ဟောကြားထားလို့ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်ရမြတ်စွာဘုရားဟောကမ္မဝါဒကံကိုဟောပြောတယ်ကမ္မဝါဒီဣရိယဝါဒီကမ္မဝါဒီဆိုတာကံကိုလက်ခံကျင့်သုံးပြီးတော့ကံအကြောင်းကိုဟောပြောလို့ရှိတယ် ကိရိယာဝါဒီဆိုတာကုသိုလ်ကံအကုသိုလ်ကံရှိသည့်အတွက်ကြောင့်သူကုသိုလ်ကံအကုသိုလ်ကံကိုလုပ်လို့ရတယ်လို့ပြောတာဖြစ်တယ်။အဲ့တော့ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာကမ္မဝါဒနဲ့ကိရိယာဝါဒကံရှိတယ်လို့လက်ခံယုံကြည်လို့24ပစ္စည်းမှာကမ္မပစ္စည်းရောလို့ကံဟာကြီးမတဲ့အထောက်ကူဖြစ်ကြောင်းကိုဟောထားတာဖြစ်တယ်။ကမ္မပစ္စည်းရောမှာကမ္မဆိုတာကပြုလုပ်ခြင်းဆွမ်းဆောင်နိုင်ခြင်းဆွမ်းဆောင်မှုပြုလုပ်မှုကိုဖြစ်ပေါ်စေတဲ့တည်စေတဲ့နာမျိုး စေရနာဟံဘက်ကွေကမ္မဝရမိကမ္မဆိုတာတခြားဟာမဟုတ်ဘူးစိတ်ဆွမ်းအားထဲမှာလှုပ်ဆောင်မှုကိုပေးနိုင်တဲ့စေနာဆွမ်းအားလို့ကံကိုဟောပါတယ်စေရနာဟံဘက်ကွေကမ္မဝရမိဒီဟောထားတဲ့ဒေသနာတဲ့အတိုင်းပဲအဘိဓမ္မာပါဠိတော်ထဲမှာကြာလဲကမ္မဆိုတာစေရနာအခုပဋ္ဌာန်းဒေသနာတော်ကြီးမှာလည်းကမ္မပစ္စယောဆိုတာလည်းစေရနာကိုပဲပြောတယ်အဲ့ဒီစေရနာကိုမှနှစ်မျိုးခွဲတယ် နာနခဏိကစေရနာ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 နခဏိကမှာနာနာဆိုတာမတူညီဘူး၊ကွဲပြားတယ်ခဏဆိုတာအချိန်ပိုင်းမတူညီတဲ့အချိန်ပိုင်းဒါတွေမတူလဲဆိုတော့စေရနာလို့ဆိုတယ်ကံတရားဖြစ်ပေါ်တဲ့အချိန်ပိုင်းနဲ့ထိုကံတရားကအကျိုးကိုထုတ်လုပ်တဲ့အချိန်ပိုင်းဒီနှစ်ခုမတူဘူးဒါနာနခဏိကနာနခဏိကမတူညီသောအခိုက်အတန့်မှာဖြစ်တဲ့အကျိုးကိုထောက်လုပ်တတ်တဲ့စေနာမျိုး၊ကံမျိုးတစ်မျိုးရှိတယ်။ နောက်သဟဇာတာစေရနာသဟဇာတာဆိုတာအတူတကွဖြစ်ပြီးတော့အကျိုးပြုတဲ့စေရနာအတူတကွဖြစ်ပြီးတော့ဉာဏ်နဲ့ရှင်ဘတ်တရားတွေကိုဆွမ်းအားပေးတယ်လုံလပြဘာရတွေကိုထောက်ပံ့ကူညီပေးတယ်ဆိုရက်ဆွမ်းရင်တတ္တိရှိရဲ့စေနာမျိုးဟာသဟဇာတာစေနာလို့ပထမဒီလိုနှမျိုးခွဲလိုက်တယ်ပထမနာနာကဏိကာစေနာကိုကံလို့ခေါ်သလိုတောက်တံပါဠိတော်တွေမှာလည်းပဲဒါကိုပဲခေါ်တယ် ကံကြောင့်နေဟောတာမနဲ့မြသည်နာနက်ခဏိကလို့ဆိုရဲကံဖြစ်တဲ့အချိန်နဲ့အကျိုးထုတ်တဲ့အချိန်မတူညီတာကိုပဲပြောတယ်။ကံကောင်းနဲ့ကံမကောင်းမှုကံတရားအတိုင်းပဲစသဖြင့်ပြောနေကြတာတွေကလည်းပဲဒီနာနက်ခဏိကကံမကိုပဲရည်ညွှန်းပြီးပြောနေကြတာဖြစ်တယ်။သာသာရကံမဆိုတဲ့ဒုတိယမျိုးစားကိုတော့ပြီးတဲ့ဘာသာအဋ္ဌဓမ္မမှာသာပြောကြတယ်လို့ဒါလည်းရမယ်။သာသာရကံမအကြောင်းပြောတယ်။ တခြားတောက်တန်နေမှာကံအကြောင်းပြောပြီးဆိုရင်တော့ဒါဟာနာနကဏိကကံမပဲကံအကြောင်းပြောရဲဆိုဘလို့ပြောလဲဆိုရင်တောက်တန်ပါဠိတော်တွေမှာကမ္မတက္ကရာတံကမ္မတက္ကာတတ္တာတတ္တာတွေတတ္တာတတ္တဝါတွေဟာကမ္မတက္ကာကံသာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်ဒီလိုပြောတယ်ဒီကံကဘယ်ကံကိုညှို့လဲဆိုရင်နာနကဏိကကံကိုညှို့နေတာဇာတာကိုမညှို့ဘူးကမ္မတာရတာကံသာလင်အမွေကံဥစ္စာကမ္မယောနိ ကံဒီဟူသောအကြောင်းရှိတဲ့ကမ္မပန်တို့ကံဒီဟူသောဆွေမျိုးရှိတဲ့ယံကမ္မံဂရိတန်ဒီကလျာဏဝါပပကံဝါတတကမ္မတာဒါရတာဘဝိတန်တီကောင်းတဲ့ကံမဖြစ်စေမကောင်းတဲ့ကံမဖြစ်စေမိမိပြုလုပ်တဲ့ကံရဲ့အကျိုးကိုတတဝါတွေဟာမွေခံချရတယ်ဒီလိုပြောတယ်။ဒါဟာနန္ဒကတိကကံမကိုရင်းညွှန်းပြီးပြောတာဖြစ်တယ်။တသာရကံမကိုရင်းညွှန်းပြီးပြောတာမဟုတ်ဘူးပေါ့။ ဗြဟ္မာကြတော့နာနကဏိကကမ္မကတခုသာဇာတာကမ္မကတခုဆိုပြီးကမ္မကိုနှစ်ခုခွဲပြီးပြောတယ်။သုတ်တံပါဠိတော်တွေရဆိုရင်ကံဆိုဒီမှာကုသိုလ်စိတ်မှာရှင်နေစေနာအကုသိုလ်စိတ်မှာရှင်နေစေနာအဲ့ဒီစေနာသဘာဝတရားကိုကံလို့ခေါ်တယ်လို့မှတ်ရမယ်။အဘိဓမ္မာပဋ္ဌာန်းဒေသနာတော်ရဆိုရင်စေနာမှန်သမျှဒီကံမဲဝိပက်မှာပဲရှင်းရှင်းကုသိုလ်မှာပဲရှင်းရှင်းအကုသိုလ်မှာပဲရှင်းရှင်း ကုသိုလ်အကုသိုလ်ကရိယာဝိပက်ကရိယာရှင်ကျင်တဲ့နေရာမှာရှင်စေနာမန္တများကကံလို့ပဲပြောတယ်။ဒါဟာမတူညီတဲ့အချက်၊ကွဲပြားစွာသိဖို့လိုတယ်။တဇာတာကံမတဇာတာကံမဆိုတာတစုံတစ်ခုကိုထုတ်လုပ်ပြီးတော့မှအကျိုးပေးတဲ့ကံမျိုးမဟုတ်ဘူး။ဒါကြောင့်တဇာတာစေတနာတံမြုပ်တကနာဓမ္မနာတန်သဘောဌာနနိစ္စရူပနာကံမပစ္စေနာပစ္စယော တဇာတာစေတနာအတူတကားဖြစ်တဲ့စေနာတရားသည်တံမြုပ်တကနာဓမ္မနံရှင်ဘက်ဖြစ်တဲ့သဘာဝတရားတို့အား၎င်းတန်တပုဋ္ဌာနာနံထိုရှင်ဘက်ဖြစ်တဲ့သဘာဝတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့စေတဇာယုပရိသရိကံစာယုတို့အား၎င်းကမ္မပစ္စည်းနာတဇာတာကမ္မပစ္စည်းသတ္တိနဲ့ပစ္စည်းဥပါကရကောကျေးဇူးပြုတတ်တယ်ဒီသာဇာတာကမ္မဆိုတာဟာအရက်ထဲမှာပြောနေတဲ့ကံတိုင်းမဲဆိုတာနဲ့မဆိုင်ဘူးကံကောင်းတယ် ကံကမှုစရာရင်းနဲ့မဆိုင်ဘူးစေနာတဘာဝတရားသည်ရှင်ဖက်တရားတွေပေါ်မှာလုံလပြပါရလို့ဆိုတဲ့အစွမ်းတတ္တိတွေကိုပေးနေတဲ့စေနာရဲ့သဘောတရားကသူ့ကိုယ်တိုင်လည်းအာထုတ်တယ်။ဉာဏ်နဲ့သဘောဝတရားတွေကိုလည်းစီယုံပြီးတော့အာထုတ်စေတဲ့ဒါသည်စေနာရဲ့သဘောတရား။စေနာမှာအလုံးတစ်ခုလောက်တယ်လို့ပြောပါရယ်။ပရမလောကကိုယ်တိုင်အာထုတ်ခြင်းဒုတိယလောကရှင်မောရှင်မတရားဓမ္မတွေကိုအာထုတ်စေတယ်ဆိုတဲ့အလုံးကိုယ်တိုင်ကအာထုတ်တယ် ရှင်ဘက်တရားတွေကိုအားထုတ်စေခြင်းဆိုရယ်စွမ်းဆောင်မှုကိုရည်ညွှန်းပြီးတော့ဒါသာရကံမကိုကံမဖြစ်စေရောလို့မြတ်စွာဘုရားကဟောတာဖြစ်တယ်။ဒီဒါသာရစေတနာကိုကံမဖြစ်စေရောလို့ဟောတာဒီအထင်းချရဲ့ထူးခြားတဲ့ဟောပြောချက်လို့မှတ်ရမှာဖြစ်တယ်။စိတ်မှန်ရင်စေနာရှိတယ်စိတ်အလုံးမှာစေတာနဲ့ရှင်တယ်ဘာဖြစ်လို့လဲဆိုတော့စေတနာဆိုတာစိတ်အလုံးမှာရှင်တဲ့စေတသိက်တရားမျိုးဖြစ်တယ်။ဘယ်စိတ်ပဲဖြစ်ဖြစ် စေတနာဆိုတာပါတယ်။စေတနာမပါတဲ့စိတ်ရလို့လုံးဝမရှိဘူး။အဲ့တော့စေတနာဒီလည်းပဲဒီနေရာမှာကံလို့ပြောတာဖြစ်တယ်။ဒါကသဟစာတာကံမှာနောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ကြပါပညာအစဉ်မြင့်တဲ့ရမြင့်၍ကြင်ကြံကြုတ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။ Ba thiên giả mơ. Tên này mới của tên này mới. U mê ma chú lai hà ni. Chê lô ba ế. Ma chú lai hà ni u mê ma âm mơ ma thiên giả mơ. Cô xuyên nhau. Ma âm mơ cô xuyên nhau. Cô xuyên nhau cô xuyên bái. Cô ba cho rò rò mơ. Ma xuyên chìm chú ma ma xa xa ma rò rò mơ. Ma nê tế တော်တော်မအမောင်မမောင်မမုံမူမြင်းအနေတဲ့တော်တော်မမအချက်ဖို့တယ်ချက်လို့ကအေးချက်ဖို့တယ်မဲမဲဟုဥဝင်းတော်တော်မမရွှေစင်ချင်ယူမညုံပြဥဒနာမေကုဒနာမေကိုပါဇောမာဂျိမ်းစ်မမုံမုံမြေမမဇောလင်းချက်ဟွန်းမမဇောလင်းချက်သူတိုင်းနှုတ်ဆက်တာကျန်တော့မှာဆိုလို့ဟဲ့ဟူး တို့ WS မေအဝင်းရန်တန်တလီရောဝင်းအစနောအလုံးမဲ့တတာပါ